အာဖဂန်နစ္စတန်မှာရှိတဲ့ဂျိုးသားတွေရဲ့လျှို့ဝှက်စမ်းကြေမျှော်စင်စီဒီမျှော်စင်စီကအာဖဂန်နစ္စတန်နိုင်ငံကလူသူအယောက်ပေါက်နေတဲ့ လျှို့ဝှက်မြောင်စည်းတစ်ခုထဲမှာရှိပြီးတော့အမြင့်ပေးရတော့215ပေရှိပါတယ်။ဒီမျောစင်စည်းကို Jama Minoret လို့ခေါ်ပါတယ်။ဒီမျောစင်စည်းမှာဝင်ပေါက်တကားလုံးဝမတွေ့ရပဲလျှို့ဝှက်အပေါက်ကနေတစ်ဆင့်အထဲကိုဝင်မှရတယ်လို့ဆိုပါတယ်။အတွင်းပိုင်းမှာတော့အပေါ်ကိုတက်တက်လေကားနဲ့အောက်ကိုဆင်းတဲ့လေကားဆိုပြီးတော့ Cube လေကားနှစ်ခုရှိနေတယ်လို့သိရပါတယ်။ဒီမျောစင်ထဲမှာဘာရီရှိနေတယ်ဆိုတာကိုတော့လေပန်ပညာရှင်တွေကအများပြည်သူကိုချမှတ်ပြပဲလျှို့ဝှက်ထားကြတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါအပြင်ပုံကလေးကရှေဟောင်းသူတေသနာအဖွဲ့တစ်ဖွဲ့ကဒီအဆောက်အုံရဲ့အတွင်းပိုင်းအထိဝင်ရောက်လေ့လာခဲ့ပြီးတော့သူတို့တွေ့ရှိခဲ့ရတဲ့အရာတွေကအလွန်အံ့အားသင့်စရာကောင်းပြီးတော့ထိလန့်စရာတွေနဲ့ပြည်နေရလို့ဆိုကြပါရယ်ဘလို့ရာတွေရှိနေလဲဆိုတာကိုဘယ်သူမှအခုထိထုတ်မပြောကြသေးပါဘူးအစိုးရကိုရိုင်းကထုတ်မပြောဖို့ပြိပင်ထားလို့ပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့လည်းအာဖဂန်နစ္စတန်ကိုရောက်ရင်တော့ဒီမျိုးစင်ကြီးရဲ့မှာဘာတွေရှိလဲဆိုတာဝင်ပြီးတော့ဆက်ဆူကြည့်လိုက်ကြပါရှင့်